အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ပွဲပီးသုံးသပ်ချက်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်အဲ့တော့လက်ရှိမှာတော့ဒါကျွန်တော်တို့ Chelsea အသင်းကတော့အိမ်ဝဲမှာဒါကျွန်တော်ဆန်ဒလန်အသင်းကို2-1ဆိုတဲ့ရလဒ်နဲ့ရှုံးသွားခဲ့တယ်ဗျာနော် Chelsea အသင်းအတွက်ကဒီနေ့ပွဲစဉ်ရဲ့ရလဒ်က fair ဖြစ်လာမင်းတော့ fair မဖြစ်ဘူးလို့ပြောဖို့တော့မလွယ်ဘူးဗျာဘာကြောင့်ဒီနေ့ပွဲစဉ်မှာ Chelsea အသင်းရဲ့ attacking threat တွေကတော်တော်လေးဦးဒါကျွန်တော်တို့လက်ရှိမှာ ဟိုဘက်ကတော့ကျွန်တော်ကောင်းတယ်ဆိုတာတက်ဆိုင်ချက်စီအသင်းရဲ့အတိုက်အဲအတက်ကင်ဘိုင်းကတော်တော်လေးကိုလိုအပ်ချက်ရှိခဲ့လို့ပြောလို့ရတယ်။ဒီနေ့ပေါ်သမတာချက်စီအသင်းကစောစောစစီဂိုးရခဲ့ပြီးတခခုလုတ်ပြတော့မယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ခဲ့ရပေမဲ့အဲ့ဒီအရေးအမြောင်ကဒါကြောင့်လက်ရှိဒါပထမပိုင်းမှာနေပျောက်ကွယ်သွားခဲ့တာတွေ့ရတယ်။ဆာလန်ကဒီနေ့ပွဲစဉ်မှာဒါစိတ်တက်နဲ့ကစားသွားခဲ့ပြီးစိတ်တက်ပိုပြင်းထန်တဲ့အကြောင်းကိုတွေ့ရတဲ့မှာပါတယ်ဗောနော်အဲ့တော့ဒီနေ့ပွဲစဉ်နောက်တစ်ခုကျွန်တော်ရဲ့ personal မှာမြင်ရမယ်ဆိုရင်တော့အာချမောင်ကိုလဲလိုက်တာကျွန်တော်တက်ကမှားတယ်လို့မြင်တယ်။အာချမောင်ရဲ့ဒီနေ့ပွဲစဉ်မှာတကယ်ကိုတကွ ွင်းလုံးမှာအကောင်းဆုံးကစားသမားတစ်ယောက်နဲ့ကျွန်တော်တို့မြင်ကြည့်ဒီနေ့ပုံမှန်အာချန်ပေါင်းရတာခြေစွမ်းကတော်တော်လေးကိုလက်ဖျားခါလောက်အသက်မရွယ်နဲ့မလန့်အောင်တော်တော်လေးကိုကောင်းနေတာတွေ့ရမှာတပွဲလုံးမှာဒါအာချန်ပေါင်းနေတာကျွန်တော်ရှေ့ကနေပြီးတော့နောက်ထိဒါကျွန်တော်တို့ဆိုတော့နောက်ကနေရှေ့ထိဒါကျွန်တော် carry လောက်တာဒီရောဒါ line breaking ပြီးရောတော်တော်ဒါ full back တွေကို cover လောက်တော်တော်လေးကိုအဆင်ပြေခဲ့တယ်ဒီပြရဒီနေ့ပုံမှန်ဒါကျွန်တော် minute 86မိနစ်မှာအာချန်ပေါင်းကိုထုတ်ခဲ့တယ်အာချန်ပေါင်းထုတ်ပြီးသူ့အနေနဲ့ကျွန်တော်မြင်ကြည့်တာသူ့အနေနဲ့ဒါကျွန်တော်တို့ tight set ပန်းမြင့်တင်အောင်ပုံစံမျိုးထည့်ခဲ့နေတာမှရှိတယ်လက်ရှိမှာဒီနေ့ပုံမှန်ဒါကျွန်တော်တို့အသင်း highlight တွေရှိခဲ့ဘူးအပိုင်းအသင်းရဲ့လိုအပ် ချက်တွေရှိခဲ့တယ်အဲ့တော့ ထုတ်ရတိုင်းမဲ့ဒါကျွန်တော်ခဏခဏပြောနေတဲ့အချက်တခုကပါလို့ဆို Chelsea အသင်းမှာ leadership လုပ်တယ် VC ဂျိန်းကိုကျွန်တော်အနေနဲ့ဒါဒါ captain တယောက်အနေနဲ့သဘောကျပေမဲ့ Thiago Silva ရဲ့ level တခုမှာတော့ VC ဂျိန်းရှေ့မနေဘူးလို့ကျွန်တော်နေမြင်တယ်ဒါခြေစွမ်းရောက် VC ဂျိန်းကိုကျွန်တော်အနေနဲ့ဒါပတ်ဘာမှသိပြီးပြောစရာမရှိဘူးဒါဒီနေ့ပေါ်စမှာဒါ Alejandro Garnacho ရဲ့ twin goal ကဒါ Alejandro Garnacho ရဲ့ Chelsea အသင်းအင်ဂျင်နဲ့ဒါ Premier League မှာပထမဆုံး twin goal တခုဖြစ်လာခဲ့တယ်တစ်ဖက်မှာဒါကျွန်တော်လက်ရှိမှာဒီနေ့ပွဲစမှာ Sunderland ရဲ့ကစားကွက်ကိုကောင်းကောင်းမွန်မွန်ပုံပြီးထွက်လာခဲ့တယ်ဒါပေမဲ့ဒီနေ့ပေါ်စမှာ Sunderland ကိုပုံပြီးချီးကျူးရမယ့်အရာကသူတို့အနေနဲ့ make make or break မှာ make ကိုဘက်ကိုပို့ပြီးရောက်အောင်သွားတယ်သူတွေကခုနကပြောဒီနေ့ပွဲစဉ်မှာ cancel ပိုင်းကိုဒါကျွန်တော်ပထမဆုံး go ပေးလိုက်အချိန်မှာသူတို့နဲ့ form ပြတ်သွားလို့ရတယ်ဖောင်ကိုတစ်ချက်မပြတ်သွားပဲလက်ရှိမှာဒါ black cat တွေနေပေါ့နော်ကျွန်တော်တို့ ကျသင်းတတ်ဒီအနေနဲ့ဒီနေ့ပွဲစမှာသူတို့ဘာလို့အောင်လဲဆိုတော့ကောင်းကောင်းကြီးနားကြက်ကြီးနေထားမှရှိတယ်ပြီးဒီနေ့ပွဲစမှာနီးပြနှစ်ယောက်မှာတော့ကျွန်တော်လူစားလဲမှုကတော့ကျွန်တော်တစ်ဖက်ကဒါဆန်းလန်းနီးပြကတာပို့ပြီးတော့ဒါကျွန်တော်တို့အဆင်ပြေသွားခဲ့လို့ပြောလို့ရအခုမှသေသေရှာရှာကျွန်တော်ကြည့်မိတာပေါ့နော်ဆန်းလန်းကလက်ရှိမှာဒါကျွန်တော်တို့အမ်နယ်သာလန်ဘက်မှာကစားသမားတွေတော်တော်လေးတွားဝယ်ထားနေနေထားမှရှိတယ်ဒါ Brian Brobery တို့ဒါလက်ရှိမှာ Gertruda ဒီကစားသမားတွေလက်ရှိဒါပြန်ပြီးတွေ့ရဆိုတော့ကျွန်တော်တို့ကတော်တော်လေးဝမ်းသာဖို့ခေါင်းနေဒါပြောမှတချို့လူတွေအတိအကျမှသိလိမ့်မယ် Gertruda ကဖယင်နုရဲ့ဒါကျွန်တော်တို့ခံစစ်ကစားမှဖြစ်တယ် Brobery က ကလက်ရှိမှာ IAS ကစားသမားဟောင်းဖြစ်ခဲ့တယ်အဲ့တော့ဒါကြောင့်လက်ရှိသူတို့နေနေတာတော့ နယ်သာလန်သားတွေကိုဒါကြောင့်နယ်သာလန်ဘက်မှာတောဝယ်ထားခဲ့တာကတော်တော်လေးကိုလှုပ်ဖြစ်နေကြလို့ပြောတယ်။ဒီနေ့ပုံစံမှာဒါကျွန်တော်ပွဲကြို30ချက်မှာဒါပြောခဲ့တယ်လို့ပါပဲ။ဒါ Manchester United ပွဲစဉ်မှာကျွန်တော်ဆန္ဒလန်ကိုကြည့်ပဲ။အဓိကဒါကျွန်တော်အဓိက highlight တစ်ခုတွေ့ခဲ့တာ Royal ပဲ။ Royal အနေနဲ့လက်ရှိဒီနေ့ပွဲစဉ်မှာတော်တော်လေးကိုသူ့ရဲ့ဒါဂိုးသမားလက်ဆွမ်းကဘလောက်တိအဆင့်တန်းရှိလဲဆိုတာကိုဆက်လက်ပြီးပြသခဲ့ရ Real ပဲ။ဒီနေ့ပွဲစဉ်မှာဆက်လက်ပြီးပြောစရာရှိတာက Chelsea အသင်းရဲ့ဂိုးသမား Robert Sanchez နဲ့မလူတာတွေကိုထွက်ထွက်လုပ်တဲ့အပြင်ကိုတစ်ချက်တစ်ချက်ကြောင်လို့တာတွေကိုတွေ့ရတယ်မှာပါတယ်။ဒုတိယအသင်းကတော့ကျွန်တော်သူ့အနေနဲ့အား ေတဲ့ movement ဒီလိုကျွန်တော်အနေနဲ့ဒါမဆိုလိုခင်မဲ့ဒါ Robert Sanchez ရဲ့ leader ပို့ပြီး reaction မှာပိုကောင်းခဲ့တဲ့လို့မြင်တယ်။တဖြည်းဖြည်းနဲ့လက်ရှိမှာဒါကျွန်တော် Chelsea အသင်းနဲ့ဒါကိုပါမမရှိတာကဒါဒီနေ့ပွဲစဉ်မှာတည်တည်တသာဖြစ်လာခဲ့တယ်။တစ်ဖက်ကဒါကျွန်တော်တို့ခန်းစဉ်9ယောက်တန်းပိတ်ဆော့တဲ့အချိန်မှာဒါကျွန်တော်တို့ dash ရှိဒါကျွန်တော်တို့ဟိုပထမဆုံးအသင်းကိုအသင်းသွားချိန်မှာအဓိကပေါ့နော်ရှင်းတယ်ပေါ့နော်ဒါ Chelsea အသင်းဘက်ကဒီနေ့ပွဲစဉ်မှာဒါတစ်ဖက်ကဂိုးသွင်းလိုက်တဲ့ဆိုတဲ့ပုံစံမျိုးကို Chelsea အသင်းကစပြီးလုပ်တဲ့အချိန်မှာကျွန်တော်မနေ့မှ Sunderland break ဖြစ်သွားမှာကျွန်တော်တကယ်ထင်ခဲ့တာပေါ့နော်မမေရ United နဲ့ပွဲစဉ်တော့ဒီတိုင်းပဲ Sunderland နေတာဒါတစ်ဖက်က United ဘက်ကဒါကျွန်တော် ော့ဂိုးသွင်းလိုက်တဲ့အချိန်မှာဆရာလက်လုံးဝ break ဖြစ်သွားခဲ့တယ်အဲ့ဒီ break ကနေပဲ United တစ်ဆက်ဆက်ဂိုးတွေကိုသွင်းခဲ့ပြီးတော့ချင်းချောက်မှုတွေပြုလုပ်ခဲ့ပြီး United နိုင်သွားခဲ့တယ်ပေါ့နော်ဒီနေ့ပွဲစဉ်မှာဒီလိုပုံစံမျိုးဆရာလက်စီကမတွေ့ရဘဲနဲ့ဆရာလက်နေတဲ့လက်ရှိဒီနေ့ပွဲစဉ်မှာတော်တော်လေးကိုအသက်ဝင်တဲ့ပုံစံမျိုးဆက်ဆံနေတွေ့လာခဲ့ရတယ်အဓိကခုနပြောသူပဲတစ်ဖက်ကဂိုးသွင်းလိုက်တဲ့အချိန်မှာပြာမသွားဘဲနဲ့သူတို့ဘာလုပ်အောင်လဲသူတို့ဘာဆက်လုပ်သင့်လဲဆိုတာကိုကောင်းကောင်းကြီးကွင်းထဲမှာသူတို့နေတာလုတ်ပြသွားနိုင်ခဲ့တာချီးကျူးရမှာဒါပေမဲ့လက်ရှိမှာဆရာလက်ကဒါကျွန်တော်တို့ပရီးမီးယားလိဒါကျွန်တော်တို့တက်တန်းတစ်လျှောက် အတက်တက်လာတဲ့သတင်းတွေနဲ့ဒါကိုးပွဲကစားပြီး18နံပါတ်ရထားတဲ့ဒါစံချိန်တစ်ခုကိုလည်းစော်သွားခဲ့တယ်။အခုလက်ရှိမှာကျွန်တော်ပြောနေတဲ့အချိန်မှာဆန်နလန်ကတော့အဆင့်နှစ်နေရာကိုရောက်နေပြီးတော့လက်ရှိမှာအိုဝင်တို့ဒါကျွန်တော်တို့အိုဝင်ဟာဂရစ်တို့ဒါကျွန်တော်တို့ဗာ ဘိုက်ဘဲတယ်မှာဘာလို့ကျွန်တော်မေးဝိုင်းအဂလဘယ်ဂလမရီဂလမရီတို့အုပ်စုကလက်ရှိမှာချီချူတယ်အဓိကဆန်လန်လက်ဒီနေ့ပုံစံမှာဂိမ်းပလန်ဒါကောင်းတယ်အဓိကဒီနေ့မှာဒါကျွန်တော်ဆန်လန်လက်စစ်ဒါကျွန်တော်တို့နီးပြကတော်တော်လေးကိုချီချူအောင်မလုပ်ပြရဲသူတို့ရဲ့အသင်းတွေနဲ့တစ်ဖက်ကဂိုးစောစီရသွားတဲ့ချိန်မှာလောကဖောင်ပြတ်သွားလိမ့်ရဆန်လန်လက်နဲ့ဒါကျွန်တော် United ပွဲစဉ်ကတော့အမှားမျိုးထပ်မမားပေးနေသူတို့အနေနဲ့ make or break မှာ make ဖြစ်ဖို့အတွက်အဓိကအကြီးကျယ်ကြိုးစားခဲ့တာကိုတွေ့ရမယ်ဒီမှာပါတယ်ဘောနော်ဒါဒီနေ့ပုံစံမှာဒါတစ်ဖက်က Chelsea အကြောင်းပြော Chelsea အသင်းတွေနဲ့လာမယ့်ဒါဆောင်းရသည်ပဲဖြစ်ဖြစ်နွေရသည်မှာတော့ဒါဒီထက်ပိုကောင်းတဲ့ခံစစ်တန်းကိုဒါကျွန်တော်ပြင် င်ရတော့မယ်။ပြီးလက်ရှိဘက်မှာတိုက်ဆင်မှုလက်ရှိချက်စစ်တင်တဲ့တောင်ရှောက်နိုင်ပွဲတွေဆက်နေတယ်ဆိုတာမှန်ပေမဲ့တကယ်တမ်းနင်းလန်းငါလာကြီးဒီလိုမျိုးခက်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 ကြရင်တော့ဒါအသင်းကိုဆွဲတင်နိုင်မဲ့ကိုပါမလို့ကစားသမားတစ်ယောက်ဒဏ်ရနေတဲ့အချိန်ကတော်တော်လေးကိုပူပူပြီးတိတာလာခဲ့တယ်တွေ့ရမယ်။ချက်စစ်တင်ဒီနေ့ပွဲစဉ်ရဲ့၃မှတ်ကတကယ်ကိုနှမျောဖို့ကောင်းတဲ့နေထားမှရှိတယ်။ချက်စစ်တင်ကဒီနေ့ပွဲစဉ်သာအနိုင်ရခဲ့မယ်ဆိုရင်တော့လက်ရှိဆန်နလန်တက်သွားခဲ့တဲ့နေရာကိုချက်စစ်အသင်းကတက်သွားရမှာဖြစ်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ဒါပေမဲ့ဆန်နလန်တက်တဲ့ဒီနေ့ပွဲစဉ်ရဲ့ခြေစွမ်းကိုကြည့်မယ်ဆိုလက်ရှိရောက်နေတဲ့နေရာက undeserve လို့ပြောလို့မရဘူး။အခုလက်ရှိမှာဆန်နလန်က သာ Manchester United အသင်းကိုတရေလောက်ကစားနိုင်မဲ့မယ်ဆိုရင်တော့အခုလက်ရှိမှာ session match လောက်နေနေဖြစ်သွားနိုင်တယ်မှာပါတယ်အဲ့တော့ဆရာလန်ကလည်းလာမဲ့ပတ်မှာတော့ကျွန်တော် Everton အသင်းနဲ့တွေ့ရအောင်မှာဖြစ်တယ်ကျွန်တော်တော်တော်လေးကိုတော့စိတ်ဝင်စားဖို့ကောင်းတယ်လက်ရှိမှာတော့ကျွန်တော်ဒီနှစ်မှာ Black Cat တို့ကလူဝဲနေရာမှာတကယ်အသင်းကိုပုံဖော်နေရာမှာတော့ချီးကျူးစရာကောင်းခဲ့တယ်တစ်ပတ်က Chelsea အသင်းကဘာလို့လူလဲဒီနှစ်ပေါ်မှာတော့ကျွန်တော် Chelsea အသင်းနေနဲ့နီးပြားကတော့ကျွန်တော်လူစားလဲမှုတွေပြုလုပ်ခဲ့တဲ့ Estevao ဒါကျွန်တော်တို့ Jamie Giddens Andrea Santos Tyree George ပေါ့နော်အဲ့ကျွန်တော် Barcelona မြန်မာဆိုရင်တော့ဒါ Tyree George ကိုထည့်တာနည်းနည်းလေးနောက်ကျလာလို့မြင်တယ်တိုင်ယူချိုးတို့ဒီနေ့ပုံမှာနည်းနည်းလေး ေးစောထဲတင်တဲ့အနေထားမှာကျွန်တော်အနေနဲ့ပုံကူရေးရမြင်နေပြီနောက်တစ်ခုအနေနဲ့ပြောရမယ်ဒီနေ့ပေါ်မှာကူကူရေးလာတော်တော်လေးကိုအားနေတယ်လို့မြင်တယ်တစ်ဖက်ကလည်းသူတိုက်စစ်ဘက်ကအစ်စတော်တို့အုပ်စုကိုကူရဲလာဒါကျွန်တော်အလွန်ကျွန်းဒါရှစ်တက်နေတဲ့အချိန်နေအစ်စတော်နေတဲ့အဓိကဒါ top တော့ကျွန်တော်တို့ဒါထိုးဖောက်ဖို့ကြိုးစားခဲ့တဲ့ movement တွေရှိတယ်ဗျ။ဒီနေ့ပွဲစဉ်မှာဗျာကျွန်တော်တို့ကဒါခါတိုင်း Chelsea အသင်းရဲ့ queen လဲပါကျွန်တော်အမြင်နဲ့သဘောကျတယ်။ဘုန်းတော်ကကျွန်တော် Chelsea အသင်းရဲ့ queen လဲကျွန်တော် queen လဲသဘောကျဆုံး queen လဲတစ်ခုနေတာမနစ်ကောင် queen ကသတ်မှတ်ခဲ့တယ်မှာပါတယ်။သူများကြီးကြိုက်ရှင်မှာကျွန်တော်တို့ကြိုက်တယ်ဒါပေမဲ့ ကိုပါမမပါတဲ့ဂွေးလေပိုင်းမှာတော့ကျွန်တော်ကိုက်စီတိုနဲ့အန်ဆိုဖာနန်နဲ့စကူတိုင်းအောင်လောက်ကပြောက်သွားခဲ့တဲ့အနေအထားမှာရှိတယ်။ချာဟိုဘယ်ဒူကလက်ရှိမှာဒါကျွန်တော်အခွင့်အရေးတွေကိုတိုင်းနဲ့သုံးမချနိုင်ခဲ့လို့ကိုတိုင်းနဲ့အခွင့်အရေးတွေမသုံးကျွန်တော်တို့ကမဖန်တီးနိုင်ခဲ့တဲ့အတွက်ပြီးတော့ဒါချာဟိုဘယ်ဒူကို85မိနစ်လောက်ထိလီးပြထည့်သွင်းထားကကိုတိုင်းကကျွန်တော်နေနဲ့မေကွန်ထုတ်ဆက်ဖြစ်တယ်။အန်ဆိုမိုရက်စ်ကလက်ရှိမှာသူကြိုက်တဲ့တက်တဲ့ကစားသမားဆိုဒါကွင်းထဲမှာအကြာကြီးထားလေးရှိပြီ။သူမကြိုက်ဘူးဆိုရင်ဒါကျွန်တော်လက်ရှိမှာချာဆော့ဆီထုတ်လေးရှိတယ်။ဒီပုံမှာလည်းအမနဲ့ပြောချာဟိုဘယ်ဒူတဲ့ဆိုင်အလာဟန်ဒိုကာနာချူကကွင်းထဲမှာပို့ပြီးနေခဲ့တဲ့ကစားသမားတယောက်ဆိုကျွန်တော်နေနဲ့မြင်တယ်။ ဝယ်လို့ရှိမှတော့ကျွန်တော်တို့ တိုက်စစ်ဘက်ကတော့ပြောချင်ပါဘူးဒါကြောင့်ပက်တိုနက်ခုလက်ရှိမှာအားနေနေတယ်အဲ့တော့သူ့နဲ့ဘလို solution တခုသူထည့်မလဲဒါ maybe ပေါ့နော်ကျွန်တော်အမြင်မှာဆိုတော့အလာဟန်ဒိုကနာချိုဒါကျွန်တော်တို့ဟို number 10 rule နေရာကိုပို့ပြီးတော့ Estevao နဲ့ဒါကျွန်တော်ပြန်ပြီးတော့ဒါပြန်ပြီးဖွဲ့မယ်ဒါမို့နောက်ပေါ့ Jimmy Gaines ကိုသူ၃ချက်ပေါ့ Jimmy Gaines ကိုသူပြန်ပြီးဒါ flat မှာထုတ်မလားဒါမျိုးတွေ့ရမယ်ဒီမှာပါဒီနေ့ပုံမှန်ဒါကျွန်တော်နောက်တစ်ယောက်ကိုချီကျူးရမယ်ဆိုရင်တော့ဒါ Reece James ပဲ Reece James နဲ့ကျွန်တော်ဒါပွဲချိုသုံးသက်ချက်မှာပြောခဲ့လို့ပဲဒါအသက်ရွယ်နဲ့ဟိုအသက်ရွယ်တော့ငငယ်လေးပဲရှိပါသေးတယ်ဒါကျွန်တော်ဟိုဒန်ယာနဲ့မလိုက်အခုချိန်မှာအကောင်းဆုံးဆော့ပြနေခဲ့တာကတော်တော်လေးကိုလက်ဖျားခနိုင်လောက်အောင်ကောင်းနေ ယ်လို့ကျွန်တော်ရဲ့ပုံကူကြီးရမှာကျွန်တော်က100%မြင်ပြီးရတယ်။ဒါပေမဲ့တစ်ဖက်ကတော့ကျွန်တော်လက်ရှိမှာဝါနဲ့ဒါကျွန်တော်တို့လူငယ်နဲ့ဝါနဲ့ပေါင်းပြီးထိန်းသွားခဲ့လို့မြင်တယ်။ဒါပေမဲ့ဒီနေ့ပေါ်မှာဆနလန့်ကစားကုတ်ကြည့်ပြီးသူတို့ကဖင်ပိတ်ဆော့တဲ့အသင်းဆိုရတယ်။သူတို့ကတော့ pragmatic approach ကိုပြောက်သွားတယ်လို့မြင်တယ်။အဓိကဆနလန့်ရဲ့လက်ရှိကော့ကိုဒါကျွန်တော်မှတ်မှတ်ရဘဒူတဲ့သွားတူလဲ Thomas Frank ဒါတစ်ချိန်တစ်ခါ Brandford ကိုကန်ခဲ့တဲ့ပုံစံခက်ဆစ်စင်လေးနဲ့တွေ့ရတယ်။ဒါတစ်ဖက်ကဒါကျွန်တော်တို့ Chelsea ရဲ့အပြုတ်မှုပေါ်လိုက်ပြီးတော့ဒါအသင်းလိုက်ပြောင်းလဲမှုပူတယ်။မေးဘောခုနကပြောလို့လက်ရှိမှာဆနလန့်နေနဲ့1-1ဖြစ်နေတဲ့အချိန်မှာဒါသူတို့နဲ့ counter transition မှာ Chelsea ကိုတော့သူတို့နဲ့အနိုင်ရ ဖို့တော့တို့စူးစမ်းမယ်မသိဥပမာလက်ရှိမှာကူကူဘဲလာကရီစီဂျင်းကိုအလွန်ကျွန်ရှစ်တက်နေမှုကိုတို့တွေနဲ့ counter transition ဖြိုးဖို့တော့ဒုတိယကိုသွင်းသွားတဲ့အချိန်မှာမနိုင်ပြချက်စီဘက်ကကြည့်ရင်ဒါဟာတော်တော်လေးကိုလွယ်တဲ့သွင်းကိုကြီးกว่าဆိုတဲ့ feeling ရပါမယ်ဒါအစလန်ဘက်ကကြည့်မယ်ဆိုတဖက်ကဒါဒီလိုမျိုးဖြစ်ဖို့အတွက် quality တွတ်ထားခဲ့ပြီးပေးလိုက်တဲ့ဘောလုံးကတော်တော်လေးကိုဒါကျွန်တော်စောက်ထားကြတဲ့ဘောလုံးနောက်တန်းပေးသွားတဲ့ဘောလုံးတော်တော်လေးလာတယ် Brian ကျွန်တော် Brian Brobery နေနဲ့ဒီနေရာမှာဘောလုံးကို hold တော့လုပ်ထိုင်နေမှာဒီနေရာမှာအားအနည်းဆုံးချက်ကချက်စီအသိမ်းမယ်ချက်စီအသိမ်းတဲ့ Brian Brobery ဒါကျွန်တော်တို့ဒါဘက်ကတောက်ပြီးတယောက်မပြေးထွက်လာခင်မှာဒီ မြောင်ဘောလုံးကိုတက်ကယ်လို့မှလာဘာလို့မှလာဆုံးဖြတ်ချက်တွေအများကြီးလုပ်ပိုင်ခွင့်ရှိဒါပေမဲ့လက်ကြည့်နေခဲ့ပြီးတာဟိုကောင် hold out လုပ်တာယူတာကျွန်တော်လွန်ကျွန်တွန်းနေခဲ့ပြီးတော့အဲ့မှာလည်းအချိန်ကုန်သွားပြီးတော့ prime property ပေးသွားတဲ့ဘောလုံးကိုတက်ပြီးအေးစစ်စစ်တွင်းသွားခဲ့တာကတော့ Chelsea သင်းရဲ့အားနိုင်မှုအကြီးမားဆုံးပဲမြင်တယ်အဲ့တော့ Enzo Morales ကအသင်ကဒါချီးကျူးလို့တော့မဆုံးသေးဘူးဒါအမြဲတမ်းဇာတိကတစ်ချက်ချက်ပြလာခဲ့တာကိုတွေ့ရမယ်ဒီမှာပါတယ်ဒီလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုနေဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4 တို့မှာကျင်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်မြန်မာလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မြန်ကလစ်မှာအမြဲတမ်းဖြစ်ပါတယ်အားလုံးကြိုးတူပါ ဲကောင်းမွန်တော့နေလေးတည်းဖြစ်ပါစေဆုမငောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးမကြွတူပါနဲ့မြန်မာလေးကလစ်ပြီးကြပါဗျမြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကြောက်တော့ကုန်ပြီပေါ့ဒေးပါဗျ